အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်။အဲ့တော့ဒီနေ့မှတော့ဒါကျွန်တော်တို့လက်ရှိ Arsenal အသင်းရဲ့လာမယ့် New Year တဲ့ plan နဲ့ပတ်သက်ပြီးကျွန်တော်ဒီ daily နဲ့နေ့လေးပြောချင်တယ်။အဲ့တော့ Arsenal အသင်းနဲ့ကျွန်တော်ဒါစိတ်ဝင်စားစရာပေါ့နော်။လက်ရှိဒါကျွန်တော်တို့ Arsenal Rider အသင်းရဲ့လက်ထက်မှာ Arsenal အသင်းရဲ့ဒါကျွန်တော် blueprint တစ်ခုအနေနဲ့ပတ်သက်ပြီးတော့ဒါ Athletic UK ကနေပြီးတော့ဒါကျွန်တော်တို့ မနေ့ညလောက်ကရေးသားခဲ့တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ Arsenal is not going to be a single trophy team Arsenal is going to do a double if it is possible ပေါ့နော်အဲ့ပရောဂျက်နာလက်ရှိမှာ Arsenal အတွင်းနဲ့ Lamine Nuria ဒီမှာဖလားတစ်လုံးတည်းကိုဦးစားပေးတော့မှာမဟုတ်ပဲねလက်ရှိမှာလက်ရှိအနည်းဆုံး Lamine Nuria ဒီမှာဖလားနှလုံးစုခူးရေးကိုအဓိကကြိုးစားသွားမှာဖြစ်တယ်ဆိုပြီးတော့ဒီနေရာမှာရေးထားခဲ့တယ်။ဒါပေမဲ့အဲ့ဒါကခုနကဘယ်လိုဖလားဘယ်လိုရအောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးဆိုရတဲ့ Arsenal is going to have a squad size of 2 uh, well, well, gonna be, uh well, like, Arsenal, <coughs> Arsenal is going to be uh, after Arsenal is going to have a squad size of two tournaments. When I'm building a Arsenal, I'm thinking လာမယ့်နွေရာသီမှာဒါကျွန်တော်တို့ပရီးမီးယားလီဂ်ကိုချန်ပီယံလီဂ်ကိုနှစ်ခုလုံးကိုရှင်ပြိုင်လို့ရနိုင်တယ်ဒါကျွန်တော်လက်ရှိလူစည်းရင်းကိုပိုင်ဆိုင်သွားဖို့အတွက်ကြိုးစားသွားမယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်ရေးသားတာခဲ့တယ်ဒါပြကျွန်တော်တို့ Andrea Bata is going to be a key player on this ပေါ့နော်သူတို့ကအခုလက်ရှိဒါကျွန်တော်တို့ Man of Arsenal သိရင်ဒါကျွန်တော်တို့ Arsenal Director သစ်ဖြစ်တဲ့ Andrea Bata ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တော်လေးအရေးပါတဲ့လူဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါရေးသားထားခဲ့တာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော် Arsenal သစ်နေနေ လာမယ့်ညရာဒီမှာလူဝယ်မယ့်အပေါ်ကဒါကျွန်တော်ကဘယ်လို ပူတတိတတိတတေဝယ်မဲ့ပုံစံမျိုးမရှိဘူး။ခုနကပြောလို့ဝယ်ပြီးဆိုရင်ဒီကစားသမားတွေကလက်ရှိမှာဒါကျွန်တော်တို့ဖလားနှလုံးကိုအာယုံစိုက်ရေးပုံစံမျိုးတွားဖို့ရှိတယ်ဗျ။အဲ့တော့အာဆနယ်သင်းနဲ့လက်ရှိဒီနောက်ပိုင်းတွေမှာခုနကပြောလို့ဒါပရီးမီးယားလီဂ်ကိုအာယုံစိုက်ရင်ဒါကျွန်တော်ပြည်တွင်းပြပလီအာနေတယ်။ပြပလီလီဂ်ကိုအာယုံစိုက်ပြီးဆိုပရီးမီးယားလီဂ်အာနေတယ်ဗျ။အမှလက်ရှိမှာဒီနှစ်လိုပဲဗျ။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့တည်ကြတယ်မချန်မဲလီဂ်ကိုအာစိုက်လိုက်တဲ့အချိန်မှာဒါကျွန်တော်တို့ပရီးမီးယားလီဂ်မှာဒါကျွန်တော်ဖော်မင်းကတော်တော်လေးအာနေသွားခဲ့ပြီးတော့ဒါလက်ရှိမှာဒါကျွန်တော်တို့အာဆနယ်သင်းဒါကျွန်တော်တို့ပြည်တွင်းကနေပဲဒါကျွန်တော်တို့ ပရီးမီယာလိဆူဖလာရတာကျွန်တော်တို့အချီနေကစော်စီနှုတ်ထွက်လိုက်ရတဲ့သဘောမှရှိတယ်။ဒါပေမဲ့လာမယ့်နွေရာသီမှာကျွန်တော်တို့လက်ရှိအာစနိုအသင်းအနေနဲ့အာတေတာအနေနဲ့သူ့ရဲ့အသင်းကဒဘယ်တော့ဒဘယ်ကိုရယူဖို့အတွက်ကြိုးစားဖို့အသင်းတော်ဆိုအသင်းတသင်းအနေနဲ့ကြိုးစားသွားမယ်ဆိုတဲ့သဘောအဲ့ဒါကဘာကိုဆိုလို့ရတာလဲပြောချင်တာလက်ရှိမှာအာစနိုအသင်းရဲ့ squad size ကဒါကျွန်တော်တို့ဖလားတစ်လုံးနဲ့ကိုပဲအားဆိုင်လို့ရတာဖြစ်ပြီးဖလားနှလုံးကိုအားဆိုင်ရမယ်ဒါကျွန်တော်တို့အခြေအနေမှာရှိမနေတဲ့ဖလားစုဖြစ်တယ်အဲ့တော့ဖလားဖလားရမယ်လူစင်းမဟုတ်ဘူးပြောချင်တာပေါ့နော်အဲ့တော့ ြောချင်တာကလည်းရှိမှာအာဆနယ်တင်းနဲ့လာမယ့်နေရာဒီမှာလူတွေကိုဝယ်သွားမယ်ဝယ်သွားမယ်ပြောင်းဒီလူတွေကခုနကပြောလို့ပဲအဓိကဖလားနှလုံးထဲကိုအာရုံစမ်းမှာဟိုဘက်နဲ့ဖလားနှလုံးလုံးကိုအာရုံပြောချင်တာလက်ရှိဒီနှစ်မှာမှပုံမွေလင်ဖက်ဖက်ပြောကောင်းမဆိုးကိုအာဆနယ်တင်းနဲ့ချန်ပီယံလိဂ်ကိုလွှဲချော်ခဲ့မယ်ဆိုရင်တော့မှာလာမယ့်နေ့မှာချန်ပီယံလိဂ်ကိုအားဆိုင်မယ်ပရီးမီးယားလိဂ်ကိုအားဆိုင်မယ်ဆိုတာတည်းဆိုင်ဖလားနှလုံးလုံးကိုဒီချိန်ထဲကိုအားဆိုင်နိုင်မယ်ဒါအားတစ်ခုအာဆနယ်တင်းနဲ့ ကျွန်တော်တို့ညှစ်ထုတ်သွားမှာပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာလာမယ့်နေရာဒီမှာအာစနိုသင်းနဲ့ပေါင်300ကျော်ကိုဒါအတွက်ကြောင့်သုံးသွားမယ်အဲ့တော့အာစနိုသင်းနဲ့ကကျွန်တော်တိုက်စစ်ပိုင်းမှာလည်းတည်ကြရတယ်မယ့်အခုလက်ရှိမှာဗစ်တာကာယိုဂရက်စတဲဒူဒါကျွန်တော်တို့နီကိုဝီလျံတို့ကိုတစ်ချက်တော့ဆွေးနွေးနေဒီနေ့မှာတော့အာစနိုသင်းကဒါကျွန်တော်တို့တိုက်စစ်ပိုင်းမှာကစားသမား200ကိုစူပါဆိုင်ယိုစူပါစတာဆိုင်ယိုလေဗယ်အထိကိုခေါ်သွားဖို့ပြင်ဆင်ထားတယ် နှစ်ကောင်လုံးကိုဘောချောင်အောင်ထီခေါ်သွားဘူးအာဆနယ်အသင်းကစဉ်းစားတာမဟုတ်ဘဲဒါနှစ်ကောင်လုံးကိုလက်ရှိမှာဒါကျွန်တော်တို့အာဆနယ်အသင်းအနေနဲ့ဒါကျွန်တော်တို့တကယ်ကိုအသင်းပေါ်အကျိုးပြုနိုင်မဲ့ကစားသမားကိုခေါ်သွားဖို့ရှိတယ်လက်ရှိမှာအာဒေတာကတည်ရတယ်သူ့ရဲ့ဒါကျွန်တော်တို့လူအပ်တဲ့ဒါကျွန်တော်နေရာမှာတိုက်စစ်ပိုင်းတယောက်ရဲ့ခုနပြောတဲ့တောင်မန်မှာဒါကျွန်တော်မာတီနယ်လီကိုဒါဆာကာကိုနှစ်ယောက်လုံးကိုအကူအညီပေးနိုင်မဲ့ကစားသမားပုံစံမျိုးကိုသူ့အနေနဲ့လုပ်ရတယ်အဓိကကဒါကျွန်တော်ဆာကာပေါ့နော်လက်ရှိမှာဒါကျွန်တော် long run အရာဆိုတော့ဒါ trossard တို့ဘာတို့ကဒါကျွန်တော်တို့ ထရော့ဆက်မာတင်နယ်လီကဒါကျွန်တော်တို့အနေနဲ့ရေရှည်ရဒါကျွန်တော်တို့အာဆနယ်ပရိသတ်တွေအဆင်မပြေနိုင်ဘူးယူဆတဲ့ကြောင့်ဒီနေရာမှာ ပူပြီးတော့အစစ်တစင်မြင့်နေကစားသမားကိုဒါလက်ရှိမှာအာဆနယ်ပရိသတ်တွေလူချင်းနေအဲဒါကြောင့်မို့လာမဲ့နွေယာဒီမောင်းနာဘောလို့နီကိုဝင်ဒီယန်တို့လူကစားသမားမျိုးကိုအာဆန်သင်းကခေါ်ယူဖို့အတွက်လည်းစူးစမ်းနေတယ်။ဒါပေမဲ့အာဆန်သင်းကဒီကျွန်တော်အဓိကစူပါစတာဆိုင်းငင်းနေအပြင်ကိုအရန်အင်အားကိုလုံးလောက်ခေါ်သွားဖို့ရှိတယ်။ဥပမာလက်ရှိမှာဒါကျွန်တော်ကြားရတဲ့သတင်းတွေကဆိုရင်ဒါကွင်းလယ်ဘိုင်းမှာဆိုရင်ဒါကျွန်တော်အာဆန်အသင်းနေနဲ့အူဒင်ကတ်ကိုဒါကျွန်တော်တို့အနာပေးနိုင်ပြီးဒါကျွန်တော်တို့ဒီနေရာမှာဆော့နိုင်မဲ့ကစားသမားတွေဖြစ်တဲ့ Lion က Ryan Chucky တို့လူကစားသမားမျိုးကိုလည်းဒါခေါ်ယူသွားဖို့အတွက်စူးစမ်းနေတယ်။ ပြင်ကုနာပေါ်သူပဲတိုက်စစ်နေရမှာလာမယ့်နွေရာဒီမှာကောလာဟာလာဒီယာကာယိုဂရက်စ်တယောက်တည်းမဟုတ်ပေနဲ့လက်ရှိမှာဒါအလွတ်နဲ့ထွက်ဖို့တော့တေးကြနေတဲ့ဂျော်နသန်ဒေးဗစ်ကိုလည်းအခုချိန်မှာခေါ်ယူဖို့အတွက်တရားဝင်ဆွေးနွေးနေတယ်အဲ့တော့ပြောချင်တာအာစတိုတင်းနဲ့တကယ်ကုနာပေါ်သူစူပါစတာဆိုင်ငင်းနဲ့ဇီဂျီဂျီပေးပြီးခေါ်ရတဲ့ကစားသမားတွေကိုလည်းခေါ်သွားမယ်ဒါဒီမဟုတ်ပဲနဲ့ခုနကပြောလို့ပဲအသင်းအတွက်လူအပ်ဖို့ရှိရင်ဒါကခုနကလူအပ်လူအပ်လို့တုံးလို့ရမယ်ဒါဆိုတော့ squat size မှာ ပြောမယ်ဆိုဗျာဟိုဟိုအသင်းမှာဟိုအရန်မှာဆောက်သုံးမကြပဲနေနေတဲ့ဆိုင်အရန်မှာပါအသုံးကျတဲ့ကစားသမားတွေကိုအာဆနယ်အသင်းနဲ့ပြည်တင်းသွားမယ်အဲ့ဒါအပြင်ကျွန်တော်အာဆနယ်အသင်းနဲ့လာမင်းနူယာဒီမှာအဲ့ဒါကျွန်တော်အဓိကလှုပ်ဆောင်သွားမယ်တစ်ချက်ကအီတန်ဝန်ရီနဲ့ပိစားအိစားနဲ့ပတ်သက်ပြီးလှုပ်ဆောင်သွားမှာအဲ့တော့အာတီတာကိုတန်ကလက်ရှိမှာအီတန်ဝန်ရီအာဆနယ်အသင်းရဲ့အနာဂတ်မှာမရှိမဖြစ်ကစားသမားတယောက်နဲ့သတ်မှတ်ထားတယ် တော့လက်ရှိမှာအာဆနောသိနေလာမဲ့နေရာဒီမှာအီသန်ဝန်ရိန်းနဲ့ပတ်သက်ပြီးတော့စာချုပ်သွေးချုပ်ဆိုဖို့အတွက်ဒါကျွန်တော်တို့အကြီးကျယ်ကြိုးစားနေတယ်အခုလက်ရှိရတယ်လာစားတယ်အများကြီးများပြီးတော့တပတ်လုခလာစားပေါင်၈000နဲ့သိန်းကြာတိရအောင်တိုးပေးပြီးတော့စာချုပ်သွေးချုပ်ဆိုဖို့ကြိုးစားနေအဲ့တော့ဒီနေ့မှာဦးနာပေါ်သူပေးတာ squad size အနေထားမှာပြောပြီးဆိုရင်လက်ရှိ Arsenal အသင်းနေနဲ့ဒါရှီရင်ဆွဲကစားသမားတွေကိုအကြီးစားထိမှုတော့ကြိုးစားမယ်စာကဒါကျွန်တော်တို့ Saliba Gabriel ပေါ့နော်အဲ့တော့ဒီ၃ယောက်ကိုလက်ရှိမှာအကြီးစားထိမှုကိုကြိုးစားပါဦးမယ်ဒီ၃ယောက်ထဲမှာဒါကျွန်တော်စာချုပ်သစ်ချုပ်ဖို့အတွက် EC အဖြစ်ဆုံးကစားသမားဆာကပဲအဲ့တော့အခုလက်ရှိကျွန်တော်တို့ကထင်ထားတဲ့အတိုင်းပဲ Real Madrid ကတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့ကဆာလီဘိုင်အေဂျင့်ကိုတောက်လျှောက်နှစ်နှစ်စာတုနှစ်နှစ်ကျန်တဲ့အချိန်မှာတောက်လျှောက်ထိုင်ပြီးတော့ကျွန်တော်တို့စုစမ်းမှုတွေပြုလုပ်နေပြီဆိုပြီးဒါကျွန်တော်မနေ့ကကျွန်တော်တို့သတင်းမှာထားပြီးတွေ့တာကြီးအဲ့တော့ပြောချင်တာကအာနုကွက်တွေအခုကတည်းကဒါဆာလီဘိုင်ကိုစနင်းနေပေါ့အဲ့တော့ဆာလီဘိုင်ကတော့လက်ရှိမှာဒါသူကတော့အာစနယ်မှာပျော်တယ်အဲ့တော့လက်ရှိမှာအာစနယ်မှာပျော်နေရုံနဲ့မရဘူးအာစနယ်သင်းကလာမယ့်နွေရာသီမှာဒါကျွန်တော်တို့ဒီကစားသမားကိုလာမယ့်လာမယ့်နွေရာသီပေါ့နော်ကစားသမားတော့အလုတ်နဲ့ထွက်သွားဖို့တော့လုံးဝခွင့်ပြုသွား ားမှုဘူးအာစနယ်လူသေးမျိုးကဒီလိုမျိုးအခြေအနေမှာဆိုပူတော်ဆိုးမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့အာစနယ်တင်းနဲ့လာမဲ့နူယာဒီမှာဒါကျွန်တော်တို့ဒီကစားသမား၃ရောင်လုံးကိုစာချုပ်ချုပ်ထားတဲ့အပြင်ကိုလက်ရှိမှာခုနကပြောလိုပေးတာပရီးမီးယားလိဂ်ကတည်းကချန်ပီယံလိဂ်ကိုကိုစိတ်ဝင်စားလို့ရမယ်ဘူးသူကအားဆိုင်လို့ရမယ်ဒါကျွန်တော်တို့အသင်းနှစ်ဟိုအသင်းနှစ်သင်းစာပုံစံမျိုးအာစနယ်စူးစမ်းသွားခုနကပြောလိုပေးတကယ်လို့ဒါဇီဂျီပီဘီခေါ်လို့ရမယ်ကစားသမားမလက်ရှိမှာလာဗစ်တာကာယိုဂရက်စ်တူလူဒါနီကိုဝီလျံလိုကစားသမားမျိုးခေါ်ရမယ်ပြင်ကိုဒါပဲခုနကပြောလိုပေးတကယ်ကို market ထဲမှာဒါ အရန်ကြီးစင်းမကြည့်ဘဲနဲ့အသင်းမှာလည်းလိုအပ်ချက်ရှိနိုင်တဲ့ကစားသမားတွေဖြစ်တဲ့ဒါချွန်နတန်ဒေးဗစ်အဲ့တော့ဒါဒီလိုကစားသမားတွေခေါ်ပြီးဆိုမှတ်ပုံတင်ရမယ်အတွက်ကြောင့်မို့အာဆိုအသင်းရဲ့လက်ရှိအသင်းရဲ့လူစင်းမှာမလူအပ်တဲ့ကစားသမားတွေကိုလာမဲ့လူရည်စီမှာအကြီးကျယ်ရှင်းထုတ်သွားမယ်။ဥပမာဒါကျွန်တော်ဂေဘရီယိုဂျေဇုစ်လိုမျိုးကစားသမားမျိုးဂေဘရီယိုလက်ရှိမှာတချို့ကြာမီကိုင်ဟာဗက်စ်လိုဖြစ်ကိုင်ဟာဗက်စ်ဘလူဖြစ်မယ်ဆိုအဖြစ်ကကိုင်ဖာဗက်စ်ကတီချာတကူဟာအာတီတိုက်လက်ရှိပလန်ထဲမှာဒါကျွန်တော်နောက်ကကွင်းလယ်ဘိုင်းရောက်သွားမယ်လို့ကျွန်တော်နည်းမြင့်နေ။ဒါကြောင့်မို့ကျွန်တော်အာတီတိုက်ရဲ့ဒါကျွန်တော်ပလန်ထဲမှာပုံရရဆိုတော့ကွင်းလယ်ဘိုင်းမှာဒါကျွန်တော်တို့ကိုင်ဟာဗက်စ်တယောက်ရောက်သွားမယ်။ ဒီလိုပုံစံမျိုးဖြစ်သွားမယ်အတွက်ကြောင့်မလို့ဒါကျွန်တော်တို့လာမယ့် အဲနွေရာဒီမှာ harvest ကကွင်းလင်းဆိုတော့တိုက်ဆက်ပိုင်းမှာလူလုံးဝမရှိတော့ Gabriel Jesus ကိုလက်ရှိမှာ Arsenal အသင်းနဲ့ရရဈေးနဲ့ရောင်းချသွားဖို့တည်းပြင်ဆင်လာပြီလက်ရှိမှာကျွန်တော် Arsenal အသင်းနဲ့ဒါအပြင်ကျွန်တော်အသင်းကမလိုအပ်တဲ့နောက်ချက်ကစားသမားတော်တော်များကိုလည်းဒါရှင်းတောက်ပြင်ဆင်နေ Thomas Partey ကိုလည်းစာချုပ်တက်တန်တိုးဖို့အတွက် Arsenal မှာအစီအစဉ်မရှိဘူးကြော်ကင်ကိုလည်းလာမဲ့နွေရာဒီမှာအသင်းကနေလွတ်ပြေးထွက်ဖို့ရှိတယ်အဲ့တော့ပြောချင်တာလုံးဝကိုဒါခုနကပြောသူပဲ Arsenal အသင်းကိုအသစ်အစ်ပုံစံမျိုးနဲ့မြင်ရဖို့ရှိတယ်တကယ်ကိုဒါအသစ်မှာအရေးပါလို့နဲ့ကစားသမားတွေကလွင်ကျန်တဲ့ကစားသမားအသင်းကလာမဲ့နွေရာဒီမှာထွက်မယ် ်ပြီးရင်လုံးဝကစားသမားအသစ်တွေတော်တော်များများဝင်လာဖို့ရှိတယ်။အာဆနော်အသင်းအတွက်ဒါလာမယ့်ညရာသီမှာ လောက overhaul ပေါ့နော် ethic ကနေပြန်လဲပြီးတော့ပြုပြင်နေဆိုတဲ့ပုံစံမျိုးအာဆောင်သွင်းမှမြင်ရအဓိကခုနပြောသူပဲရှင်းတယ်အသစ်မှာဒါခုနပြောလို့လုံးဝတာလားတစ်ချိန်လုံးဒဏ်ရာရနေတဲ့ကောင်မတိုမီယာဆူတို့ Gabriel Jesus ဆိုကစားသမားမျိုးဒါမကြခဏဒဏ်ရာရစားသမားရောင်းသွားမယ်တကယ်ကိုအသင်းကိုအကျိုးပြုနိုင်မဲ့ level ရှိတဲ့ကစားသမားတွေကိုအသစ်မှာထိန်းသွားပြောချင်တာအခုလက်ရှိမှာဟာငါတို့ကလူလိုပြီးဟေ့ဆိုရင်လူကတုံးမရတဲ့ပြဿနာတော်လေးကိုများတယ်အဲ့ဒီပြဿနာကြီးကိုအာဆောင်သွင်းနေအဓိကပြန်ရှင်းသွားမှဖြစ်ပြီးလာမယ့်နေရာဒီမှာအသင်းသင်းလုံးက လူအဲ့ရင်လူအဲ့တို့အသုံးပြုနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးကိုအာစတောအသင်းကအကြီးကျယ်ကြိုးစားသွားဖို့အတွက်ပြင်ဆင်လာမယ်။အဲ့ဒါကလက်ရှိဒါကျွန်တော် အာစနယ်လာမယ့်နေရာဒီအကြီးကျယ်ဆုံးပလန်ပဲ။အဲ့တော့လက်ရှိမှာလာမယ့်နေရာဒီမှာအာစတောတွေအကြီးကျယ်ဒါကျွန်တော်ပြောင်းလဲမှုတွေတွေ့ရဖို့ရှိတယ်။အဲ့ဒီပြောင်းလဲမှုတွေအတွက်အာစနယ်ပြည်သက်တွေလည်း ready ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ဟုတ်ပါပဲ။ ဘောလုံးပွဲတကူကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုရတဲ့ DB4 ရို့မှာကျင်းလို့ဆိုတော့ပေါင်းငွေလို့ရပါတယ်။မြန်မာလေးကလစ်ဖို့မပြီးကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှတွေ့ကြရပါတော့။အဲ့တော့ဘောလုံးပွဲတကူကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုရတဲ့ DB4 ရို့မှာကျင်းလို့ဆိုတော့ပေါင်းငွေလို့ရပါတယ်။မြန်မာလေးကလစ်ဖို့မပြီးကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ အားလုံးမကျူးဒီမှာလေကောင်းမွန်သောနေ့နေ့ဖြစ်ပါစုံမကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC တူကြတာပေါ့အားလုံးမကျူးဒီမှာလေမက်ကလစ်ဘူးမေဂျာပါနဲ့မက်ကလစ်မှာအမြင်နိုင်ရဖြစ်ပါတယ်ဒေးဖောက်ပါ